ောနေကြီးတစ်ခုရဲ့အလဲမှာရွှေအိုရောင်နီရဲရဲနဲ့မွေးကြိုက်လာတဲ့အသီးတွေတီးနေတဲ့ပန်းတိပင်ကြီးတပင်ရှိခဲ့တယ်။အဲ့ဒီတစ်ပင်ကြီးကိုစောင်းရှောင်းနေတဲ့နတ်သမီးလေးတစ်ပါးလည်းရှိတယ်။သူ့နာမည်ကတော့အေမလာတဲ့အေမလာဟာပန်းတိပင်ကြီးရဲ့အသက်ဝိညာဉ်ဖြစ်ပြီးသူမဟာတစ်ပင်ကြီးကိုခွဲခြားလို့မရအောင်ချိတ်ဆက်နေတယ်။တစ်ပင်ကြီးလန်းဆန်းနေမှာသူမလည်းအသက်ရှင်နေနိုင်ပြီးသူမပျော်ရွှင်နေမှာတစ်ပင်ကြီးဟာအသီးတွေအေမလာရဲ့အသားရည်ကနူးညံ့ပြီးမျက်လုံးတွေကတော့ကြီးလင်းတဲ့မြည်ရည်လိုပဲဆယ်ပင်တွေကလည်းပန်းတိပင်ရဲ့အရွက်တွေလိုစိမ့်လန်းပြီးလေထဲမှာဒလွန်းလွန်းလောက်ခါနေတယ် သူမဟာဘသူကိုမှဒုက္ခမပေးဘဲတစ်ပင်ကြီးရဲ့အကိုင်းအခက်တွေကြားမှာပျော်ရွှင်စွာကခုံတီးတက်တဲ့တနေ့မှာတော့ပဝင်းကျင်ကရွာတရွာမှာနေတဲ့မလန်လို့ခေါ်တဲ့တောဖြတ်သမားတယောက်ဟာအဲ့ဒီပန်းသီးပင်ကြီးအကြောင်းကိုကြားခဲ့ရတယ်။ပန်းသီးတွေကအရန်လာပြီးရွှေလိုတန်ဖိုးရှိတယ်လို့သိရတော့သူဟာလောဘစိတ်တွေတဖွာဖွာပေါ်လာတဲ့ ီပန်းသီးတွေအများကြီးခုပြီးမြို့မှာရောင်းလိုက်ရင်ငါတော့ချမ်းသာပြီလို့စိတ်ကူးရင်လိုက်တယ်ဒီနေ့မှညာဘက်အချိန်ကိုမာလန်ဟာတိတ်တိတ်လေးပန်းသီးပင်ကြီးစီကိုချင်းကပ်လာပြီးခက်ထန်တဲ့ဓားမြောင်တစ်ချောင်းကိုကင်ဆောင်ထားတယ်သူဟာပန်းသီးပင်ရဲ့အကိုင်းတွေကိုဖျက်ပြီးအသီးတွေကိုလည်းခူးလိုက်ပါတယ်မာလန်ဟာဓားကိုမြောက်ပြီးအကိုင်းကိုခုတ်လိုက်ဖို့ပြင်လိုက်တဲ့အခါတစ်ပင်စီတဲကနေအလင်းရောင်တစ်ခုထွက်ပေါ်လာပြီးအေမလာနဲ့သမီးလေးထွက်လာတယ်သူမရဲ့မျက်နှာလေးဟာကြောက်ရွံ့မှုနဲ့ဝမ်းနည်းမှုတွေဖုံးလွှမ်းနေပြီးမျက်ရည်တွေလည်းစိကျနေတယ် ။အိုငါရဲ့ပန်းသီးပင်ကြီးကိုမခုတ်ပါနဲ့လို့တောဖြတ်သမားကိုပြောလိုက်ပါတယ်။ပြောလိုက်ပါတယ်။ကျေးဇူးပြုပြီးမခုတ်ပါနဲ့ကြီးလို့အေမလာကတိုးတိုးလေးတောင်းပန်လိုက်တယ်။ဒီသစ်ပင်ကြီးဟာကျမရဲ့အသက်ဝိညာဉ်ပါသူ့ကိုနာကျင်အောင်လုပ်ရင်ကျမလည်းတေဆုံးသွားရလိမ့်မယ်။မာလန်ဟာနတ်သမီးလေးကိုမြင်လိုက်ရတော့အံ့ဩသွားပြီးခုတ်လက်တဲ့ဓာတ်ကိုရက်လိုက်မိတယ်။ဒါပေမဲ့သူ့ရဲ့လောဘစိတ်ကအင်အားကြီးမနေတော့ဘဲကမင်းပြောတာငါမယုံဘူး။ငါဒီပန်းသီးတွေကိုလိုချင်တယ်။ငါ့ကိုချမ်းသာစေမယ့်အရာကိုဘယ်သူကြောင့်မှငါမစွန့်လွတ်နိုင်ဘူးလို့ခက်ထန်စွာပြန်ပြောလိုက်တယ်။ နတ်သမီးလေးအေမလာကမာလန်ရဲ့လောဘစိတ်ကိုနားလဲသွားတဲ့အခါမျက်ရည်ဆက်တွေဟာသူမရဲ့ပားပြင်ပေါ်ကနေစီးကျလာပြီးတိပင်ချင်းရင်ကမြေကြီးပေါ်ကိုကျသွားတဲ့သူမဟာခဏတာစဉ်းစားလိုက်ပြီးမှဒီလိုပြန်ပြောလိုက်ပါတယ်ကောင်းပါပြီဒီတိပင်ကိုမခုတ်ပါနဲ့တိပင်ကိုအနေငယ်မှမထိခိုက်ပဲကျမရဲ့အသက်ဝိညာဉ်ကိုထိခိုက်စေတဲ့အရာတစ်ခုကိုကျမပေးပါမယ်သူမဟာလက်ကိုဆွဲထုတ်လာပြီးရွှေရောင်တောက်ပနေတဲ့ပန်းသီးသုံးလုံးကိုထုတ်ပေးလိုက်ပါတယ်အဲ့ဒီပန်းသီးတွေဟာတခါမှမမြင်ဘူးလောက်အောင်အရန်ကိုတောက်ပနေပါတယ်ဒီပန်းသီးသုံးလုံးကိုယူသွားပါဒါပေမဲ့မထားရမှာက ဒီပန်းသီးတွေဟာတင့်ကိုတခဏတာပျော်ရွှင်စေနိုင်ပေမဲ့အဲ့ဒီပျော်ရွှင်မှုကနေဘာကောင်းကျိုးမှဖြစ်လာမှာမဟုတ်ဘူးလို့သတိပေးလိုက်တယ်မလန်ဟာရွှေပန်းသီးတွေကိုမြင်လိုက်ရတော့သူ့ရဲ့လောဘစိတ်ကအထုတ်ထိတ်ကိုရောက်သွားတယ် ပန်းသီးတွေကိုအလူရက်ဆွဲယူလိုက်ပြီးနတ်သမီးလေးကိုဂျေဇုစကားတခွန်းမှမပြောဘဲတောထဲကိုပြေးထွက်သွားတော့တဲ့ရွှေပန်းသီးတွေကိုရောင်းပြီးမာလန်ဟာချမ်းသာသွားခဲ့တယ်ဒါပေမဲ့နတ်သမီးလေးပြောခဲ့တဲ့အတိုင်းပဲအဲ့ဒီစီးစိမ်ဥစ္စာတွေဟာသူ့အတွက်ဆင်းရဲဒုက္ခတွေကိုပဲတည်ဆောင်လာခဲ့တယ်။တငယ်ချင်းတွေရဲ့တစ္ဆာဖောက်ခြင်းမနာလိုမှုတွေပြဿနာတွေဟာတစ်ခုပြီးတစ်ခုပေါ်လာပြီးနောက်ဆုံးမှာတော့သူ့ရဲ့စီးစိမ်အားလုံးကိုဆုံးရှုံးသွားရတဲ့သူဟာနတ်သမီးလေးရဲ့စကားကိုသတိရပြီးသူ့ရဲ့လောဘကြောင့်နောင်တကြီးကြီးရသွားခဲ့ပါတယ်။ ီလိုနဲ့အေမလာနဲ့တမီလေးဟာသူ့ရဲ့ဆုံးလွတ်မှုနဲ့တစ်ပင်ကြီးကိုကယ်တင်နိုင်ခဲ့ပြီးတစ်ပင်ကြီးဟာလည်းအမြဲတမ်းလန်းဆန်းလှပစွာတည်ရှိနေခဲ့ပါတော့တယ်။လောဘဟာပျက်စီးခြင်းကိုဖြစ်စေပြီးတကယ်တန်ဖိုးရှိတဲ့အရာတွေကိုမြင်အောင်မကြည့်နိုင်အောင် ဖုံးကွယ်ထားတတ်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားတာပဲဖြစ်ပါတယ်။တစ်ပင်တစ်တောတွေကိုချစ်ခင်ပြီးတဘာဝပတ်ဝန်းကျင်ကိုစောင့်ရှောက်ဖို့လိုအပ်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးပါတယ်။